အန်ဂျလိုစတဲလာကိုကျွန်တော်တို့ဒီဘာသာဝင်စားရဲဆိုတဲ့အခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကက်စမီရိုနေရာမှာကျွန်တော်အားပြေဖို့ဆိုတာမျိုးထက်ဒူနိုဖာနန်ဒက်စ်နေရာမှာကျွန်တော်တို့အားပြေဖို့ဆိုတဲ့ပုံစံမျိုးပိုပေါက်တယ်အားလုံးမင်္ဂလာပါဒီနေ့တော့မယ် YouTube channel နေပြီးတော့အားလုံးကိုကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့မပြောတာကြာပြီဖြစ်တဲ့ Manchester United ရဲ့အပြောင်းအရွှေ့သတင်းတွေကြောင့်ကျွန်တော်တို့စူးစိကြည့်ရအောင်ဆိုတော့ အဲကျွန်တော်ပြောင်းရွှေ့ဆိုတော့လာမယ့်ကျွန်တော်ဇန်နဝါရီတောင်မှကျွန်တော်တို့ဒီနာမည်ကျွန်တော်တို့ဒီနွေပေါ့လေနွေမှာကျွန်တော်တို့ပြုလုပ်မယ့်ပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ဒီသတင်းတော့ဖြစ်တဲ့ကျွန်တော်ဒီဂျာမန်သတင်းတော့ဖြစ်တဲ့ Florian Bladenbach ပြောထားတာကျွန်တော်ရှိတယ်ဆိုတော့ဒီသူပြောထားတဲ့ ကစားသမားကတော့ချားလူတော့မဟုတ်ဘူးဒီလည်းနဲ့ကျွန်တော်သတင်းထွက်ဘူးလေစတုကတ်ရဲ့အသက်24နှစ်အရွယ်လူငယ်ကျော်ကျယ်ဝင့်တယောက်ကျော်ဖြစ်တဲ့ဂျာမန်ကျော်ဒီပေါ့နော်ဒီ international အသင်းမှာလည်းသူပါဝင်ကစားခွင့်နေကျော်ရနေတဲ့အဲဒီကစားသမားလေးဖြစ်တဲ့ Angelo Stella အကြောင်းပါဆိုတော့ဆယ်လာနဲ့ပတ်သက်ပြီးတော့သူပြောထားလဲဆိုလို့ရှိရင် Manchester United က အန်ဂျလိုစတဲလာကိုလက်ရှိအချိန်ကြီးဆက်လက်စောင့်ကြည့်နေတဲ့အခြေအနေမျိုးဖြစ်ပြီးတော့ဒီကစားသမားဖြစ်သူကလည်းလာမယ့်နှွေမှာအသင်းကနေတေချာပေါက်ထွက်မယ့်ကစားသမားဖြစ်တယ်ကောနော်ဆိုတော့လက်ရှိအချိန်မှာဆိုလို့ရှိရင်သူ့ရဲ့ကျောင်းမီဂျင်ကလပ်ဖြစ်တဲ့စတူဂက်အနေနဲ့ဆိုလို့ရှိရင်သူ့ရဲ့ကျောင်းဒီစာချုပ်တက်တန်းဟာဆိုလို့ရှိရင်ကျောင်းဒီနောက်28ဒီကျောင်းရှိတယ်ပြီးခဲ့တဲ့ကျောင်းဒီဘောနောဇန်နဝါရီကမှသူစာချုပ်အစ်စ်ကျောင်းချုပ်ဆိုထားတဲ့အခြေအနေမျိုးကျောင်းဖြစ်တယ်ဆိုတော့ ီမီယာမှာကျွန်တော်စာချုပ်တရံက2028ထိဆိုတော့အရှိကျွန်တော်ဒီ3နှစ်လောက်ထိကြံသေးတဲ့အခြေအနေမျိုးမှာကျွန်တော်ဖြစ်တယ်ဆိုတော့အဲဒီကစားသမားဟာဆိုလို့ရှိရင်လာမယ့်ကြုံတွေမှာဆိုလို့ရှိရင်သူကျွန်တော်ဒီနောက်ထပ်ကျွန်တော် chapter အစ်စ်တွေကိုကျွန်တော်တွားကြည့်လာဖြစ်တဲ့တကြောင်လို့လာမယ့်တွင်မှာတော့ကျွန်တော်ဒီကတော့ကျွန်တော်ဒီ ဟိုအပြောင်းရွှေ့ကြောင်ဖြစ်လာနိုင်တဲ့အခြေအနေမျိုးရှိတယ်ဆိုတော့ဘယ်အသင်းနဲ့ကြောင်ဖြစ်သွားမလဲဆိုတော့တော့စောင့်ကြည့်ရမယ်။တရှိအခြေအနေမှာတော့ Manchester United ကစိတ်ဝင်စားနေတဲ့အခြေအနေမျိုးပါ။ဆိုတော့သူ့ရဲ့ contract ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ release clause တကူထည့်ပြီးတော့ကျွန်တော်တို့ချုပ်ဆိုပေးတယ်။အဲ့ release clause ရဲ့ကြောင်တန်ဖိုးဟာဆိုလို့ရှိရင် Euro 340ကျောင်းရှိတယ်ပေါ့နော်။ Euro 340ကျောင်းရှိတယ်ဆိုတော့သူ့ကိုလိုချင်တဲ့အသင်းတွေကဆိုလို့ရှိရင် Euro 340နဲ့ ရနိုင်မဲ့အခြေအနေမှကျွန်တော်ရှိတယ်ဒါပေမဲ့ Stuka ရဲ့ဘက်ကသူတို့ဒီပေါ့နော်ဒီ Floating Maiden Batch ကျွန်တော်ပြောထားတဲ့အထဲမှာပြောလို့ Stuka ရဲ့ဘက်ကဒီ Euro 1040 Release Clause ဆိုတာတဲ့ကျွန်တော်ဒီပေါ့နော်အနည်းဆုံး Angelo Stella က Euro 1050လောက်တန်နေလို့သူတို့ဒီပေါ့နော်ကျွန်တော်ဒီကောက်ချက်ချထားတယ်ပေါ့နော်ကောက်ချက်ချထားတယ်သူတို့ဂျားထဲမှာကျွန်တော်တော့ကျွန်တော်တိုင်ပင်ထားတယ်ပေါ့ဆိုတော့ဒီတော့ကြောင့်မလို့ဒီဘာလဲဒီ release clause တဲ့ပို့ပေးမဲ့အသင်းတွေကရောင်းချသွားလို့တယ်ပေါ့နော်ဒီလိုပုံစံမျိုးကျွန်တော်ဖြစ်နေတယ်ဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်လာမဲ့ မြန်မာပြည် transfer window မှာဒီကစားသမားရဲ့အကြောင်းအပြောင်းအရွှေ့ကစောင့်ကြည့်ခြင်းစရာဖြစ်တယ်ဆိုပြီးတော့ Florian van der Best ကျွန်တော်ပြောထားရမှာဆိုတော့ဒီ Stella ရဲ့အပြောင်းအရွှေ့ကကျွန်တော်တို့ဒီ La Mai Channel ကြီးတော့မဟုတ်ဘူး La Mai ကျွန်တော်တို့ဒီ round 26မြန်မာပြည်အတွက်ကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီ Stella နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြားရမှာဆွေးနွေးကြည့်အောင်ပါเนาะဆိုတော့ကျွန်တော်တို့ United မှာဒိုနေတဲ့အဲဒီပေါ့နော် ဟို position ကိုကြည့်မယ်ဆိုလို့ရှင်ကျွန်တော်တို့အားလုံးသိထားပြီးသား defensive midfield ပေါ့နော် defensive midfield မှာဒီပေါ့နော် Casemiro need to ကျွန်တော်တို့ဒီပေါ့နော် Casemiro လိုမျိုးတော့ decline ဖြစ်နေတဲ့ပုံစံမျိုးကျနေတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့တကယ်ကျွန်တော်တို့ဒီပေါ့နော် Casemiro လက်သစ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ကလိုအပ်တာအဲ့လိုပုံစံမျိုးလိုတာဖြစ်တဲ့တကြောင်မို့တကယ်တကယ်ကျွန်တော် Angelo Stella နဲ့ Casemiro ရဲ့တော့ profile ကိုကျွန်တော်ရှင်းကြည့်လိုက်မယ်ဆိုလို့ရှင်တော့ဘာမှမဆိုင်အောင်အကွာကြီးပဲ Casemiro ရဲ့အဲဒီ type plan ကျတော့သူကကျွန်တော်တို့လက်ရှိကျွန်တော်တို့ဒီထားပါတော့เนาะဒီ ီးခဲ့တဲ့ယာတီကကျွန်တော်တို့ဒီ Carlos Palaba ရဲ့ပုံစံနဲ့ကျွန်တော်တို့ဆင်တယ် physicality ကလည်းကျွန်တော်တို့ strong ရမယ် tackle စီကောင်းရမယ် defensive awareness မြင့်ရမယ်เนาะ ကွင်းထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ commanding ကောင်းကောင်းနဲ့ ball carries တွေလုပ်နိုင်ရမယ် passing accuracy မြင်ရမယ်ဆိုရဲအဲဒီကစားသမားမျိုးတွေကိုကျွန်တော်တို့ကတို့တာပေါ့နော်ဒီအဓိကအခင် defensive minded ဖြစ်ပြီးတော့တကယ်ကျွန်တော်တို့ဒီ minute 60လုံးကနားမနေတီးလွားပြီးတော့ကစားနိုင်တဲ့တကယ် physicality ကြောင့်ကောင်းတဲ့အဲ defensive midfield မျိုးကိုကျွန်တော်တို့ကလိုတာပေါ့နော်ဒီလိုပုံစံမျိုးကျွန်တော်တို့လိုတာဒါပေမဲ့ angelo stella ကြတော့ အဲ့လိုပုံစံမျိုးမဟုတ်ဘူး။ Angelo Stella ကတိုနီ Cruz တို့လိုပုံစံမျိုးကိုတွားတယ်။ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ Deep Lying Playmaker ဘက်ကိုကျွန်တော်တို့တွားတယ်ပေါ့နော်။ Deep Lying Playmaker ဘက်ကိုကျွန်တော်တို့တွားတယ်။ Playmaker ဖြစ်တဲ့တဲ့ကြောင့်မလို့သူ့မှာကျွန်တော်တို့ဒီ vision နေရှိတယ်။ဘောလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ IQ အရင်မြင့်တယ်နော်။အဲသူ့မှာကျွန်တော်တို့ဒီ weakness အနေနဲ့ဆိုလို့ရှိရင် physicality အရာကျွန်တော်သိပြီးတော့မကောင်းဘူး။ Defensive midfield မှာကောင်းကောင်းကစားနိုင်တာတော့မှန်တယ်ဆိုပေမဲ့သူဒီကျွန်တော် one on one situation တွေမှာဒီပေါ့နော်ဒီဘောလုံးကိုဒီကစားသမားကဘယ်ဘက်ကိုကျွန်တော်တို့ ွားမလဲဆိုတဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဘယ်လိုပြောရမလဲကြားဖြတ်လူယူမှုပေါ့နော်အဲ့လိုပုံစံမျိုးတွေမှာခံမှန်းမှုကောင်းကောင်းနဲ့အဲသူဖြတ်တောက်နိုင်တဲ့အခြေအနေမျိုးတွေသူရှိတယ်ဒါပေမဲ့အဲကျွန်တော်တို့ဒီပေါ့နော် defensive midfield စစ်စစ်ကြီးလို့တော့လုံးဝကျွန်တော်တက်ကယ်တွေပြည့် physical တွေကျွန်တော်တွန်းတိုက်ပြီးတော့ area duels တွေရှင်လူဆိုတဲ့ပုံစံမျိုးကြီးတော့သူမလုံးနိုင်ဘူးဆိုတော့ဒါဒီကျွန်တော်တို့ဒီ Angelo Stella ရဲ့ကျွန်တော်အားနေချက်ကြောင့်ဖြစ်တယ်ဆိုတော့သူဒီကျွန်တော်တို့ဒီပေါ့နော်ဒီ deep lying playmaker ဘက်ကိုကျွန်တော်ပို့ပြီးတော့သွားတယ်လက်ရှိကျွန်တော်တို့ဒီ အဲဒီမှာဆိုလို့ရှိရင် Bruno Fernandes ကစားနေတဲ့နေရာမျိုးပေါ့နော်ဆိုတော့ Bruno Fernandes ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်သူဒီကျွန်တော်ဒီပေါ့နော်အဲ attacking midfield ပွားပွားကနေပြီးကျွန်တော်လာခဲ့အခုလက်ရှိသူကစားနေရတဲ့ position ဒီ central midfield မကြ defensive midfield မကြ position မျိုးမှာသူကစားရတာပေါ့နော်ဒီခါလေးကြားလို့ရှိရင်ကျွန်တော်တို့တွေ့ပါလိမ့်မယ် Bruno Fernandes ဒီ center back တင်းနဲ့တန်းနဲ့ဘောလုံးဆင်းယူနေတဲ့အခြေအနေမျိုးတွေကျွန်တော်တွေ့ပါလိမ့်မယ်သူစီကနေကျွန်တော်တို့ long ball တွေကျွန်တော်တွေ့ရမယ်နော် Fernandes ကိုယ်တိုင်ကလည်း passing accuracy အရင်မြင့်တဲ့ 请你给我讲别的，说里头讲的安吉洛斯蒂拉，我讲第一把他射进啥的，说请你给我讲几名速度型，哎 <music>，假如迪加斯马努尼亚嘛，假如阿皮部输了纽台，布鲁诺范德斯尼亚嘛，假如阿皮部输了本身纽不爆的，不爆的。 ဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ဒီပေါ့နော် Angelo Stella ကိုကျွန်တော်အသင်းဘက်ကခေါ်ရမခေါ်ရအတားထားပေါ့နော်ဒါပေမဲ့ Stella ကိုစိတ်ဝင်စားရတဲ့အနေအထားမှာကျွန်တော်တို့လိုနေတဲ့ defensive midfield မှာအဲဒီပေါ့နော်ကျွန်တော်တို့ဒီ Casemiro နေရာမှာအစားထိုးမဲ့အဲဒီပေါ့နော် profile မျိုးတော့ကျွန်တော်မဟုတ်ဘူးလို့ကျွန်တော်တို့ယူဆလို့ရတယ်ဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ပြည်သက်တွေကြားထဲမှာတကယ်လို့ကျွန်တော်တို့ဒီပေါ့နော်အဲဒီ Angelo Stella ကိုကျွန်တော်တို့ခေါ်မယ်ဆိုလို့ရှိရင် Bruno Fernandes ကကျွန်တော်တို့ဘယ်လိုလုပ်မလဲ။ Okay Bruno Fernandes ကိုဆက်ထားပြီး Angelo Stella ကိုကျွန်တော်တို့အရင်အဖြစ်နဲ့ထားမယ်ဆိုလို့ရှိရင် Okay yeah ကောင်းတယ်ပေါ့နော်ချင်းနေကောင်းတယ်မှန်တယ်နော်အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကိုဗီမင်းနူးကိုမျက်နှာသွားထားမယ်နော်ဒီချက်တွေကျွန်တော်မှရှိသေးတယ်ဆိုတော့ဟို analyst လောက်ခေါ်ပြီးတော့ကျွန်တော်တို့ဒီအဲဒီပေါ့နော်ကျွန်တော် customer နေရာမှာအားမဖြည့်တော့ဘူးလားပေါ့နော်ဒီလိုချက်မျိုးတွေလည်းကျွန်တော်ရှိသေးတယ်တကယ်လို့များကျွန်တော် stellar ကိုကျွန်တော်ခေါ်လိုက်မယ်ဆိုလို့ရှိရင် bruno ကိုလည်းကျွန်တော်မရောဘူး stellar ကိုခေါ်လိုက်တယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ခွေမင်းနူးအတင်းကနေကျွန်တော်ထုတ်မှလားထွက်မှလားရောင်းမှလားအငှားချမှလားဒီပြဿနာကျွန်တော်ရှိသေးတယ် အဲ့လိုပဲကျွန်တော် Stella တယောက်ပဲကျွန်တော်ခေါ်တော့မယ်။နောက်ကိုယ်လည်းမထပ်မခေါ်တော့ဆိုလို့ရှိရင် Casmero position အတွက်ကဘယ်လိုလုပ်ကြမှာလဲဆိုတော့အထည်မျိုးတွေကျွန်တော်ရှိရဥက္ကဋေးကြီးပဲကျွန်တော်ဆက်ပြီးတော့မြင်ရမှာလား။ ဒီချက်တွေကျွန်တော်ရှိသေးတယ်ဆိုတော့ဒီလိုကြောင့်လို Stella ကိုကျွန်တော်စိတ်ဝင်စားတာတော့မှန်တော့မှန်တယ်ဒါပေမဲ့ကျွန်တော်ဒီ Stella ဒီကျွန်တော်လိုနေတဲ့ defensive midfield မှာတကယ်မမချမ်းချမ်းကစားနိုင်တဲ့ profile မျိုးကျွန်တော်မဟုတ်ကောနော်ဆိုတော့ Stella လိုကစားသမားမျိုးကကျွန်တော်တို့အကွင်းနဲ့ထည့်ထားလို့ရှိရင်သူ့စီရနေပြီးတော့ကျွန်တော်တို့ဒီကောနော်တကယ် IQ နဲ့ technical play တွေကျွန်တော်မြင်ရမယ်သူဒီကျွန်တော်တို့ဒီသူ့ရဲ့ကစားပုံက သူရဲ့ကျွန်တော်ဒီ niche နဲ့ပုံမှာအများကြီးမိခိုးထားတဲ့အစားသမားမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ long ball တွေအရန်ကောင်းတယ် passing accuracy နဲ့ねလိုရင် chance creation တွေပါကျွန်တော်တို့အများကြီးလုပ်နိုင်တဲ့ပုံစံမျိုးကျွန်တော်တို့ Tony Cruz ကိုမြင်အောင်ကြည့်လို့ရတယ်ဆိုတော့သူ့ကိုကျွန်တော်ဂျာမန်မှာဆိုလို့ရှိရင် Tony Cruz လက်သက်ဆိုပြီးတော့ကျွန်တော်တင်စားကြတယ်ဆိုတော့ဒါကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်သိနိုင်တယ်လက်ရှိကျွန်တော်ဒီ bonus တီးရမှာဆိုလို့ရှိရင်လည်းသူကျွန်တော်ခုနှစ်ပွဲကစားပြီးမှနှစ်ပိုးတီးသူပန်နေတာတယ်တကိုးကျွန်တော်တို့တွင်ထားတဲ့အချိန်ဒီလိုပါလိမ့်မှာတကိုးဖန်တီးထားတယ် passing accuracy ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ bonus league မှာဆိုလို့ရှိရင်ကျွန်တော်ခုနပွဲမှာ passing accuracy က390ကျော်လောက်ဒီကျွန်တော်လောက်ထားတာเนาะ390 pass မှာကျွန်တော်တို့ဒီဘယ်လို passing accuracy 90%လောက်ဒီကျွန်တော်ရှိဒီထဲမှာကျွန်တော်တို့ဒီတကယ် progressive pass တွေလည်းအများကြီးကျွန်တော်ပါတယ်ဆိုတော့ဒီကြောင့်မို့ဒီသူ့ရဲ့ကျွန်တော်ကစားပုံက creation back ကိုကျွန်တော်ပို့ပြီးတော့တွားတယ် technical play ပို့ပြီးတော့ဖြစ်တယ်ဒီစနစ်ပေါ်မှာအများကြီးကျွန်တော်မိကိုထားတဲ့ကစားသမားတိရဒီလိုကြောင့်မို့ကျွန်တော် physical အားနည်းတယ် နော်ဒီ jewels အားနေတယ်ပေါ့နော်ဆိုတော့ဒီကြောင့်လို့သူ့ကိုကျွန်တော်ကကွင်းလင်မှာထည့်ထားပြီဆိုလို့ရှိရင်သူ့ဘေးမှာကျွန်တော်ဒီမမချာချာကစားနိုင်တဲ့ defensive midfielder စစ်စစ် defensive mindset ကောင်းကောင်းရှိတဲ့အဲဒီပေါ့နော်ကျွန်တော် defensive midfielder စစ်စစ်ကိုကျွန်တော်တရားပေါက်လိုရယ်ဆိုတော့ဒီကြောင့်မို့ကျွန်တော်တို့ဒီ Angel Stella ကိုခေါ်ပြီးတော့ကျွန်တော်တယောက်သေးကိုပဲ ခေါ်မယ်တယောက်တည်းကိုပဲအားပြည့်မယ်ဟေ့ဆိုလို့ရှိရင်ရုပ်အင်းမှာဖြစ်နိုင်တဲ့ပြဿနာတွေကတော့အများကြီးပဲကျွန်တော်ရှိတယ်ဘရူနိုကိုကျွန်တော်ရောင်းပါလားဆက်ထားပါလားဆိုတဲ့အချက်တွေကျွန်တော်ရှိတယ်ပြီးတော့ကျွန်တော်ဒီအဲခိုဘီမင်းနူးကိုကျွန်တော်ဖာလုပ်ကြမှာလဲဆိုတော့မေဂွန်မျိုးတွေကျွန်တော်ရှိတယ်ဒီလိုပဲကျွန်တော်ဒီသူ့တယောက်တည်းကျွန်တော်ခေါ်မယ်ဆိုလို့ရှိရင်အဲဒီဘောနော်ကက်စမဲရိုနေရာမှာကျွန်တော်ဖာလုပ်ကြမှာလဲပေါ့နော်အားမဖြည့်တော့ဘူးလားပေါ့ တော့ဥကာလီနဲ့ပဲကျွန်တော်ဆက်သွားကြမှာလားပေါ့ဒီလိုပုံစံမျိုးကြီးကျွန်တော်တို့ခြားထဲမှာဒူလောဒူလောတွေဖြစ်နိုင်တဲ့အခြေအနေမျိုးကျွန်တော်ရှိပါတယ်ဆိုတော့အဲဒီဒါကကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်သူတယောက်ထဲအဲဒီပေါ့နော်အန်ဂျယ်စတလန်တယောက်ထဲမှာမဟုတ်ဘူးတကယ်လို့ကျွန်တော်တို့ဒီထားပါတော့ကျွန်တော်တို့သတင်းထွက်တာဆိုလို့ရှိရင်ကျွန်တော်တို့လည်းသိထားပြီးသားပေါ့နော်အားလုံးသိထားပြီးသားအဒမ်ဝါဒန်တို့လည်းခြုံထွက်တယ်ဆိုတော့ဝါဒန်တို့ကလည်းအခုလက်ရှိစတလန်တို့ကစားတဲ့ပုံစံနဲ့အတူတူပဲနော်အတူတူပဲသူတို့ကကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်သူတို့ technical အရန်ကောင်းတဲ့ကစားသမားတွေတို့မှာကျွန်တော်တို့ဒီပေါ့နော်ဟို physical ဆိုလို့ရှိရင်အဲ့လောက်ကြီးကျွန်တော်တို့ဒီပေါ့နော်ဟိုရှင်လူနိုင်တာမျိုးတွေ defensive mid ပြီး sit sit ပုံစံမျိုးကြီးကျွန်တော်တောင်းမတွေ့ရဆိုတော့သူတို့ရဲ့ကျွန်တော် pass ဒီပုံမှာအရင် rely ဖြစ်တယ်နော်သူတို့ရဲ့ကျွန်တော်တို့ဒီအဲဒီ technical ပုံမှာ business ပုံမှာအရင်ကျွန်တော်တို့ဒီမိခိုးတဲ့ကစားသမားမျိုးတွေကျွန်တော်ဖြစ်တယ်ကောနော်ဆိုတော့ဒီတက်ကြောင့်မလို့သူတို့ကိုကျွန်တော်ကွင်းထဲထည့်တာမျိုးဆိုလို့ရှိရင်ဒီ playing playmaker ပုံစံမျိုးကျွန်တော်ထားထားမှာဖြစ်ပြီးတော့သူတို့ဘေးမှာတကယ်မမချင်ချင်ကစားနိုင်တဲ့ ဒီဘာလို့ကျွန်တော် defensive midfielder စစ်စစ် တကယ်ကြောင် prime casemiro ပုံစံမျိုးကိုကျွန်တော်ကလိုတာဆိုတော့အတိမကကြောဘလူးစီဇန်ထားလဲတော့ကျွန်တော်တို့သိရမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲကျွန်တော်တို့အခုလက်ရှိထွက်တဲ့သတင်းတွေအရဆိုလို့ရှိရင်တော့အဲကျွန်တော်တို့မှာစဉ်းစားစရာပရီတိုစရာတွေကအမျိုးမျိုးကြောင့်အဖက်ဖက်ကတွေးစရာကြောင့်ဖြစ်နေတာပေါ့နော်ဆိုတော့အဲဒါကတော့ကျွန်တော်ဒီစတယ်လန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရထားတဲ့သတင်းပြီးရင်ကျွန်တော်ရဲ့အမြင်ပေါ့နော်ဆိုတော့ ဘရာသာတို့ရောဘယ်လိုမြင်ကြလဲစတဲလာကိုကျွန်တော်ခေါ်မယ်ဟေ့ဆိုလို့ရှိရင်ဆယ်လန်တယောက်ထင်းနဲ့ကျွန်တော်တို့အဲပြီးပြန်လို့ကျွန်တော်ထင်လာဒါမှမဟုတ်ကျွန်တော်တို့ဒီကက်စမဲရိုနေရာမှာကျွန်တော်တို့နောက်ထပ်တယောက်ပေါ့နော်နောက်ထပ်တယောက်စတဲလာမဟုတ်တဲ့တခြားနောက်ထပ်တယောက်ကိုတော့တေချာပေါ့မှတ်ထားပါတော့ဘာလဲဘာလို့ဘာလို့တေချာပေါ့ကျွန်တော်တို့ခေါ်တဲ့နယ်လို့ထင်လာဘယ်လိုမြင်ကြလဲကိုမမောင်ဝင်ရောက်ဆွေးနွေးပြီးသွားလို့ရပါတယ်ဆိုတော့ကြည့်ရှု update ညီကိုများအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်သေးသလိုရှိရင် subscribe လေးလုပ်ပေးထားကြပါဦးအားလုံးကို request လုပ်ပါကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာလည်းမျိုးတွေ့ပါအားကြီးပါခင်ဗျာ